တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်ကနေ14ရက်နေ့အတော်တွင်ကာလမှာရှင်မန်းချက်သစ်တွေကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်။ရှားပိုင်ခွင့်နေလက်ဝဲပြောင်းလဲရရှိမယ်။ထူးခြားစွာကောင်းခြင်းကံနဲ့အကျိုးပေးခြင်းကံတွေတွေဖွင့်ပေါ်မယ်။ခီးကိစ္စစီစဉ်သူတွေအောင်မြင်မယ်။ရတ္တန်တဲ့လူတွေအကုန်လုံးပြောင်းလဲစတင်ပြီးတော့ ထူးထူးခြားခြားဆောင်ရွက်နိုင်ခြင်းနဲ့ကောင်းသောကျိုးဆက်ဖြစ်ထွန်းခြင်းတွေကိုပေါ်ထွန်းနေတဲ့ကာလဖြစ်တဲ့ဗီဒီမီးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းပြပြပါတယ်။ ရှိရနေမှာရပိုင်ခွင့်နဲ့ပြန်ရမယ်သို့သောရင်းနှီးသူများနဲ့စကားများတဲ့တိုက်ခတ်ရှိတယ်။ကိုရနေမှာတော့ငွေကြေးခံကောင်းခြင်းလက်ဖွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရှင်မန်းချက်ထားသလောက်အောင်မြင်ခြင်းတွေကိုရရှိမယ်။ဆယ်ရနေမှာ အပြိုင်ဆိုင်ကြားမှာတိုးတက်မယ်။ရှင်မန်းချက်ထားခြင်းတွေရဲ့အောင်မြင်မှုရဲ့နှစ်သာရကိုရပြီးတော့အလုံးစုံဆင်ပြေမယ်။၁၇ရနေမှာအခက်အခဲတစ်မျိုးကြုံတွေ့ရတဲ့ပြဿနာတစ်မျိုးဖြေရှင်းရတတ်တဲ့ ရန်တိုက်ခဏေကြထုတ်တက်မှုကိုရှာဖွေရမယ်။စနေရနေ့မှာတော့အတော်တန်ကိုစင်ပြေတဲ့ကံတွေပေါ်တယ်။အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်ပြီးတော့ကံကောင်းခြင်းရှိမယ်၊မေတ္တာရေးကံကောင်းမယ်၊မိတ်ကောင်းဆွေကောင်းထောက်ကူရမယ်။ဆက်သောရနေ့မှာ အတိုက်ခဏေကြတွေကထိုးပေါက်ပြီးထုတ်တက်မယ်။စူးစီးမှုပေါင်းစည်းမှုနဲ့ပေါင်းဖက်လုံးကံမှုတွေရဲ့ကြိုးပမ်းမှုရှိမယ်။ကလတ္တံကြဆိုင်ငံထားတဲ့ပြဿနာတွေဖြေလည်အောင်ဖြေရှင်းပြီးကြိုးပမ်းသွားမယ်။ 14ရက်နေ့မှာတော့ငွေကြေးကန်ထူးထူးခြားခြားကောင်းခြင်းလက်ဖွင့်ခြင်းလူပြည့်စုံခြင်းနဲ့စီးပွားလုပ်ငန်းကန်တိုးတက်ခြင်းတို့ကိုရရှိဖန်တီးနိုင်တဲ့နေထားကောင်းကိုကျုံတွေ့ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေကြာသာပြီးမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိမဲ့နှစ်ခုကိုကနန်ကျိုးပေးတယ်။အဖြူရောင်ဆင်းရောင်မိခွရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်အောင်မြင်ဖို့ကိုရရှိပါမယ်။ သွာလာစဉ်လမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်